ဒီတချင်းလေးစပြီးဖန်တီးဖြစ်တာကတော့ဒီဟိုပါပေါ့အာဘုမျိုးဒီငလင်းလေးစလှုပ်ပြီးတော့အိမ်နေပြိုကြရတယ်လူတွေပိတ်မိကြရတယ်တချို့တွေဟိုဒီဟိုပြီးတော့ဆုံမသွားကြရတယ်ဆိုတော့တရင်နေကြတဲ့အချိန်မှာဟောညဖက်တွေအဲ့လိုမပြောဘူးဟိုဘာလှုပ်ပေးရမလဲပေါ့ငါဘာလှုပ်နိုင်မလဲပေါ့ ဟိုအဲ့အတွေးလေးတစ်ခုဝင်တဲ့အချိန်မှာဒါကိုလိုပဲညာအိတ်မပြောရဲနီးရမှာနဲ့စကားပြောဖြစ်တယ်စကားပြောဖြစ်တော့သူလည်းအိတ်လို့မရအောင်မရဲအဲ့ဒါတွေဖြစ်တော့အဲ့စိတ်ကြီးပဲဖြစ်နေဆိုတော့အဲ့ဒါဆိုလို့ရှိရင်ငါတို့တွေဒီဟာနဲ့ပတ်သက်လို့တခုခုလေးလှုပ်ကြရအောင်နင်းသချင်းရေးငါဆိုမယ်ပေါ့နော်အဲ့သူပြောတာအဲ့ဒါနဲ့သူကလည်းအိညာရင်းချင်းပဲအဲမုကဝင်နေတော့သူရေးပြီးတော့မနဲ့ပို့ထားတယ်ပို့ထားကြတယ်မင်းနားထောင်လိုက်တော့ဒီသချင်းလေးကိုအရန်ကြိုက်တယ်ဒါပေမဲ့လို့ဒီသချင်းလေးကဟိုတယောက်တည်းအားနဲ့ဆိုတာထက်ပေါ့နော်ဒီ group sound လေးနဲ့လှုပ်လိုက်ရင်တော့ပို့ပြီးတော့ထိရောက်နိုင်မယ်ထင်နေဆိုပြီးတွေးမိတယ် ချိန်မှာအလုံးဖြစ်တည်နေတဲ့ယင်းတဲ့ခံစားချက်တွေကိုပုံပြီးတော့ကိုစားပြုတ်ပြီးတော့တခြင်းတစ်ပုံနဲ့ပုံဖော်ပြီးတော့ပို့ပြီးတော့ဒီခံစားချက်တွေကိုပျောက်ပြတ်မသွားအောင်ရုပ်လုံးကြွလာအောင်ဒီအမှုပညာနဲ့ပဲဖန်တီးရတာပါဆိုတော့ဒီသခြင်းကိုပျော်ရွှင်လို့ဆိုနေရလည်းမဟုတ်ဘူးဒီသခြင်းရရမယ့်အကျိုးမြတ်ကိုမျှော်လင့်လို့ပုံပြီးတော့သခြင်းဆိုနေရလည်းမဟုတ်ဘူးဒါပုံပြီးတော့တတ်ထားတဲ့ပညာလေးတစ်ခုနဲ့အလုံးမှာရှိနေတဲ့ယင်းတဲ့ဒီကိုချင်းစာနာစိတ်လေးကိုပျောက်ပြတ်မသွားအောင်လို့ပုံပြီးတော့ ဟိုဘယ်လိုပြောမလဲ polish တိုက်ပေးတဲ့သဘောပါပဲဒီသချင်းလေးကြည့်ကြည့်လိုက်ပါဒီသချင်းနားထောင်နေချိန်မှာလူတွေဘာလို့ဟိုနှစ်သက်ကြလဲကြိုက်ကြလဲဆိုတော့တကယ်ကိုဖြစ်တည်နေတဲ့လူတိုင်းရဲ့ယဉ်နေတာခံစားချက်ကိုဘုမီတို့စိုးထားကြတာပါဘုမီတို့ဒီငလျင်ဘေးကြုံတဲ့အချိန်မှာအားလုံးယဉ်နေမှာခံစားရတဲ့ခုကအော်ဘေးအရာမှမမြဲဘူးဆိုတော့အတိလေးတစ်ခုရဲ့ကိုဘေးနားကလူတွေကိုတံပိုးထားရမယ်ငါအသက်ရှင်ချိန်လေးမှာတံပိုးထားရမယ်ဆိုတော့အတိတစ်ခုကပို့ပြီးတော့ဒီသချင်းလေးတောင်ခိုင်မာသွားစေတာပေါ့နော်ဒီသချင်းလေးစပြီးဖန်တီးဖြစ်တာကတော့ဒီဟိုပါပေါ့အာ ဘုမျိုးဒီငလျင်တွေစလှုပ်ပြီးတော့အိမ်နေပြိုကြတယ်လူတွေပိတ်မိကြတယ်တချို့တွေဟိုဒီဟိုပြီးတော့ဆုံးမသွားကြတယ်ဆိုတော့တရင်နေကြတဲ့အချိန်မှာဟောညပတိအဲ့လိုမပြောဘူးဟိုဘာလှုပ်ပေးရမလဲပေါ့ငါဘာလှုပ်နိုင်မလဲပေါ့ ဟိုအဲ့အတွေးလေးတစ်ခုဝင်တဲ့အချိန်မှာဒါကိုလိုပဲညာအိတ်မပြောရဲနေရမှာနဲ့စကားပြောဖြစ်တယ်စကားပြောဖြစ်တော့သူလည်းအိတ်လို့မရအောင်မရဲအဲ့ဒါတွေဖြစ်တော့အဲ့စိတ်ကြီးပဲဖြစ်နေဆိုတော့အဲ့ဒါဆိုလို့ရှိရင်ငါတို့တွေဒီဟာနဲ့ပတ်သက်လို့တစ်ခုခုလေးလှုပ်ကြရအောင်နေသချင်းရေးငါဆိုမယ်ပေါ့နော်အဲ့သူပြောတာအဲ့ဒါနဲ့သူကလည်းအညာရင်းချင်းပဲအဲမုကဝင်နေတော့သူရေးပြီးတော့မနဲ့ပို့ထားတယ်ပို့ထားတယ်မင်းနားထောင်လိုက်တော့ဒီသချင်းလေးကိုအရန်ကြိုက်တယ်ဒါပေမဲ့လို့ဒီသချင်းလေးကဟိုတယောက်တည်းအားနဲ့ဆိုတာထက်ပေါ့နော်ဒီ group sound လေးနဲ့လှုပ်လိုက်ရင်တော့ပို့ပြီးတော့ ထိရောက်နိုင်မထင်နဲ့ဆိုပြီးမိတွေးမိတယ်အဲ့ချိန်မှာမိတို့ကဒီစမ်းကြောင်းလမ်းမှာလည်းအလူခံနေတဲ့အချိန်ပေါ့ဒီအလူခံမှာလည်းလာပြီးတော့အဲကူညီပေးကြတဲ့ကလေးတွေရှိတယ်သူတို့ဆိုလို့ရှိရင်ဒီနေဘူးထဲမှာတောက်ချောက်လုံးမနာဘဲနဲ့လာပြီးတော့လူအားလာပြီးတော့ဟိုကုသိုလ်ပြုကြတာပေါ့နော်ဒီယူရဖြိုးဆိုတာလည်းဒါမှမဟုတ်သူဟိုးကလေးတွေကပေါင်းလာတဲ့တိလာတဲ့ကလေးလေးပေါ့ဒါဆိုတော့တမီးဒီစင်လေးအမလောက်ဖို့ရှိရတယ်။တမီးဆိုချင်လားပေါ့။အဲကိုစိတ်ထဲမှာတော့ဒီကလေးလေးကိုလည်းတစ်ဖက်ကလည်းပြန်ပြီးတော့ဟိုပါစီရှင်နဲ့ support လုပ်ချင်တယ်ပေါ့နော်။အာ ကိုရီအတူတူပင်ပန်းကြတဲ့သူတွေအတူတူဒီသချင်းလေးကိုပုံဖော်ကြမယ်ဆိုတော့အတွေးလေးနဲ့ကလေးတွေပြောတော့ကလေးတွေကလည်းဟာမပါမပေါ့ဆိုပြီးတော့အလုံးအားတက်တရောနဲ့ပါဝင်ပေးကြတဲ့အတွက်လှုပ်ဖြစ်သွားတာပါဟုတ်အဓိကတော့ဒီသချင်းလေးကိုစပြီးတော့โอเคလောက်ကြမယ်ဆိုတဲ့အချိန်မှာဘုံမြင်အဲ့ဒီဘက်ကိုမလဲနိုင်ဘူး တချင်းဘက်ကိုလုံးဝမလှည့်နိုင်ဘူးအကလေးတွေကိုလည်းနင်တို့အရင်သွင်းထားလိုက်ကြတော့အမတော့အဲဒီဟိုမစီစဉ်မဲနဲ့ပေါ့ပထမမလိုက်ဘူးလုံနေတယ်မစီစဉ်မဲနဲ့ဒီမြေပြင်ထိသွားဆင်းလူကိုဖြစ်သွားရဲပေါ့နော်ဆိုတော့ဒီဘက်မှာအကုန်လုံးဒီအဲတီးရဲမောင်လေးတွေနဲ့ဒီထူအောင်ကိုပဲအခက်ရတာပေါ့နော်လှုပ်ထားနေမှာဆိုပြီးတော့အယူဖြိုးလေးတို့ဆိုလည်းတို့အရင်ပုံမြင်မရှိခင်မှာအတန်ကြိုးသွင်းထားရတယ်အမအဲသွင်းတော့သွင်းထားခဲ့တယ်တမီးတို့လိုတဲ့နေရာလေးမှာဟို သုံးပေးနော်ဆိုပြီးသူတို့စိုးပေးသွားကြတယ်နောက်နောက်နေ့ကျမှဗလာပုံမျိုးတွေအကုန်လုံးမစိုးပါသေးတဲ့သူတွေပြန်စုပြီးမှတချင်း arrangement ပြန်လုပ်ရတာပေါ့ဆိုတော့ဟိုဒီတချင်းကိုစပြီးတော့လှုပ်တဲ့အချိန်မှာအဲ့ဘက်ကိုမြေအာယုံမလှည့်နိုင်ဘူးဒါပေမဲ့အကုန်လုံးလှူပြီးပြန်ရောက်တဲ့အချိန်မှာဒီချင်းလေးတေချာလေးလုံမဲဆိုပြီးတော့လှုပ်တဲ့အချိန်မှာတွင်းတဲ့နေ့မှာစပြီးတော့ဒီချင်းပေါ်မှာ mood ရောခံစားမှုရောဟိုအကုန်လုံးစိတ်နှစ်ပြီးတော့လှုပ်ခဲ့တယ်ပေါ့ဟုတ်အချိန်မတန်ရထားခွာခဲ့ ဟုတ်တချို့လူတွေကပြောကြတာရှိတယ်ထင်ကြတာရှိတယ်ပေါ့နော်အာနင်တို့တွေကဟိုအကုန်လုံးစိတ်ညစ်နေချိန်မှာနင်တို့ကပျော်ပြီးတော့နင်တို့ကတချင်းနေစုံနေကြပျော်နေတာလားဆိုပြီးတော့တချို့အစွန်ရောက်တဲ့ဇကားတွေပြောကြတဲ့သူတွေအများကြီးရှိတယ်အမှန်တရားစဉ်းစားကြည့်ပါ music ဆိုတာလူတစ်ယောက်ရဲ့စိတ်ခံစားမှုကိုဖော်ပြတဲ့အရာ အမှုပညာဆိုတာပေါ်ပြရတဲ့ຢာပေါ့နော်ဒီတိုင်းဝမ်းနေနေရစိတ်ကိုတချင်းတစ်ပုတ်နားထောင်လိုက်ရုံနဲ့ပို့ပြီးတော့ဝမ်းနေကြည်ခွဲစေတာရှိတယ်ဒီတိုင်းပျော်နေတဲ့စိတ်ကလေးတစ်ခုကိုတချင်းတစ်ပုတ်ကြောင့်ပို့ပြီးတော့ပျော်ရွှင်သွားအောင်လုပ်လို့ရတယ်အများကြီးရှိတယ်အဲ့လိုပါပဲအခုချိန်မှာအလုံးဖြစ်တည်နေတဲ့ရင်ထဲကခံစားချက်တွေကိုပုံပြီးတော့ကိုစားပြုတ်ပြီးတော့တချင်းတစ်ပုတ်နဲ့ပုံဖော်ပြီးတော့ပို့ပြီးတော့ဒီခံစားချက်တွေကိုပြောက်ပြက်မသွားအောင်ရုပ်လုံးကြွလာအောင်ဒီအမှုပညာနဲ့ပဲဖန်တီးရတာပါဆိုတော့ဒီသချင်းကို ပျော်ရွှင်လို့ဆိုနေတာလည်းမဟုတ်ဘူးဒီသချင်းရရမယ်အကျိုးမြတ်ကိုမျောင်းနှင်းလို့ပုံမျိုးသချင်းဆိုနေတာလည်းမဟုတ်ဘူးဒါပုံမျိုးတတ်ထားတဲ့ပညာလေးတစ်ခုနဲ့အလုံးမှရှိနေတဲ့ရင်ထဲကဒီကိုချင်းစာနာစိတ်လေးကိုပျောက်ပြတ်မသွားအောင်လို့ပုံမျိုးကဟိုဘယ်လိုပြောမလဲ polish တိုက်ပေးတဲ့သဘောပါပဲဒီသချင်းလေးကြည့်ကြည့်လိုက်ပါဒီသချင်းနားထောင်တဲ့အချိန်မှာ လူတွေဘာလို့ဟိုနှစ်သက်ကြလဲကြိုက်ကြလဲဆိုတော့တကယ်ကိုဖြစ်တည်နေတဲ့လူတိုင်းရဲ့ယဉ်နေတဲ့ခံစားချက်ကိုဘုံမျိုးဆိုထားကြတာပါဘုံမျိုးဒီငလျင်ဘေးကြုံတဲ့အချိန်မှာအားလုံးယဉ်နေမှာခံစားရတဲ့ခုကအော်ဘေးအရာမှမမြဲဘူးဆိုတော့အတိလေးတစ်ခုရဲ့ကိုဘေးနားသူတွေကိုတံပိုးထားရမယ်ငါအသက်ရှင်ချိန်လေးမှာတံပိုးထားရမယ်ဆိုတော့အတိတစ်ခုကပို့ပြီးတော့ဒီစင်းလေးတောင်ခိုင်မာသွားစေတာပေါ့နော်ဆိုတော့ဘုံမျိုးဒီအာ music ဆိုတာကအချိန်ကာလလျှောက်နေရာတိုင်းမှာတထောင်တနေရာနေအကျိုးပြုတဲ့အရာတစ်ခုပါလို့ အဓိကတော့ဒါဒီစဉ်းစားလုပ်တရားဘုံမြဟိုရှင်းရှင်းပြောရရင်တော့အခုဟိုလူတွေကလည်းဟိုကိုနိုင်တဲ့ဝင်လေးနဲ့ကုညီကြပြီးတော့ခြေကုံလက်ပန်းကြကြတယ်ပေါ့ဒါဘုံမြလို့ဆိုလို့ရှိရင်လည်းအများကြီးမတီးပြီးတော့စိုက်ထက်လူဒန်းနိုင်တဲ့အထဲမှာမပါဘူးအဲ့တော့ကြောင့်ကိုတက်တဲ့အဲ နေရာတထောင်တနေရာပေါ့အဲ့နေရာနေဘလို့မျိုးဒီလှူနိုင်မှုငွေရမလဲဆိုတာကိုစဉ်းစားတာပါအမှန်တိုင်းပြောရရင်ဘုရားစီးပွားရေးတောင်မလုတ်တတ်ဘူးစီးပွားရေးတောင်မလုတ်တတ်ငွေရပေါက်ရလမ်းဆိုတိတ်မသိဘူးကွာအဲ့တော့ဒီကိုလုံတတ်တာဒီ music ပဲရှိရဲဆိုတော့ music နဲ့ပတ်သက်ပြီးတော့ okay ငါတို့ဒီတချင်းလေးကနေဝင်လာမဲ့ income တစ်ခုကို အကျိုးရှိရှိသုံးရအောင်ဆိုပြီးတော့တိုင်ပင်ပြီးတော့ဒါဟိုသူ UJ ကထူအောင်ပေါ့နော်သူ့ကိုလည်းတိုင်ပင်တယ်သူကလည်းအမချလောက်ဆိုပြီးတော့ဒီချင်းလေးကိုအဲဒီလိုမျိုးပြန်လှူမယ်ဆိုတာမျိုးလေးဖြစ်သွားပါဘူးအဓိကကတော့ဒီချင်းလေးကိုနားထောင်စေခြင်းနဲ့လူတိုင်းလူတိုင်းနားထောင်စေခြင်းနဲ့ဟိုဒီတိုင်းဟိုလူတွေကအပန်းဖြေစရာအနေနဲ့တချင်းနားထောင်တဲ့အတူတူဒီချင်းလေးကိုပို့ပြီးနားထောင်ပေးစေခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချင်းလေးကအဲ တဦးတယောက်ကတခါနားထောင်လိုက်ရင်လည်းဒါအလှတစ်ခုဖြစ်သွားတာပေါ့နော်ဆိုတော့တခြင်းလည်းနားထောင်မယ်အာပြီးတော့အလှဒါနလည်းဖြစ်တယ်ဒါဘုမီတို့ပန့်ပိုးရလည်းရောက်တယ်တကယ်ငလျင်ဖေးတဲ့ဒေသတွေကိုဟိုလှူဒါန်းရလည်းရောက်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီရှင်တန်ဂျင်းဆိုတဲ့တခြင်းတွေ YouTube မှာလည်းများများ stream ပေးကြပါနားထောင်ပေးကြပါလို့ဒါကုသိုလ်ရတဲ့အလုပ်တစ်ခုပါလို့မိတိုက်တွန်းနေပါတယ် ပရာဟိတတခြင်းနေရာချို့ဟာလေးတော့ဘုံမီဆိုရာလေးရှိပါတယ်အရင်တော့ဆိုလို့ရှင်ဒီဒီမိဘမဲ့ကလေးတွေအတွက်ဘုံမီကိုရန်ရေးပြီးဆိုထားပေးတာလေးရှိတယ်ဒါလေးကတော့ဒါတချို့အရာလေးတွေကတိတ်တိတိယောက်မဖြစ်သွားတာလေးရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့ဒါကိုကိုရန်လည်းဥဆောင်ပြီးတော့လုပ်တဲ့အလုပ်တစ်ခုလည်းဖြစ်တယ်အဲနောက်တစ်ခုကအများကြီးလဲဟိုဘယ်လိုပြောမလဲအားလုံးရဲ့စိတ်ထဲမှာဒီ ခံစားမှုကြီးကဟိုကြီးဆိုးနေတဲ့အချိန်လေးဖြစ်တဲ့အခါကျတော့ဒီဆင်းလေးလုံးမှဒါပရဟိတတခြင်းလေးဆိုတာလူသိသွားကြတာပေါ့ဒီကတော့လေဒီကလေးတွေအားလုံးကျေးဇူးတင်တယ်ဒီထဲမှာပါဝင်တဲ့တအူးတယောက်ချင်းစီကျေးဇူးတင်တယ်ဟိုဒီတခြင်းအပေါ်မှာသူတို့ရဲ့ဟိုဘယ်လိုပြောမလဲသူတို့ image ရအောင်လို့ ဲ့လိုမျိုးစိတ်နဲ့ပါဝင်ကြတဲ့ကလေးတယောက်မှမရှိဘူးအားလုံးကတကယ်ကူညီကြတယ်ဒီသတင်းပေါ်မှာပဲစိတ်နှစ်ပြီးစီရင်တာတန်တန်နဲ့လုပ်ပေးကြတယ်အမဘာလို့မလဲအမအဦးဆောင်နေတာကိုလိုက်မယ်ဆိုတော့ကလေးတွေရှိပဲဆိုတော့ဒီညနေအဲ့ဒီကလေးတွေအကုန်လုံးလည်းမမီကျေးဇူးတင်တယ်အဲတချင်းလေးကဒါကြောင့်လည်းပို့ပြီးတော့ကောက်မုံမုံလေးထွက်လာပါဘောနော်ဟိုဇန်ဝီလီဆိုလို့ရှိရင်ဒါသူကိုယ်တိုင်မအားမလက်တဲ့ဈားတွေကနေသူအဲ့နေရိုက်ကွေးနေမလာနိုင်အောင်မအားတဲ့ဈားတွေကနေသူမရရအောင်အချိန်လုပြီးတော့သူကသူရိုက်ပြီးတော့ပို့ပေးလာတဲ့ဗီဒီယိုဖိုင်လေးနဲ့ပို့ပြီးတော့မဖြစ်မနေဟို ထွက်အောင်ဒီသင်းလေးထွက်လာအောင်ကြိုးစားခဲ့ရတယ်ပေါ့နော်ဆိုတော့အမ်ဘာပဲပြောပြောဒီသင်းနဲ့ပတ်သက်ရင် PT လည်းဖြစ်တယ်အဲဘယ်သူဘာပြောပြောကိုလုတ်ခဲ့တဲ့အလုပ်လေးတစ်ခုတော့ကိုကိုမှတ်တိုင်လေးတစ်ခုလို့သတ်မှတ်ပါတယ်အကျိုးမြတ်တွေအားလုံးအားလုံးကိုပဲ YouTube channel ရပဲဖြစ်ဖြစ်ဘယ်ရပဲဖြစ်ဖြစ်ဝင်တဲ့အကျိုးမြတ်တွေအားလုံးကိုပြီးတော့လူဒန်းသွားမှာတပြားမကျန်လူဒန်းသွားမှာပေါ့နော်အဲ့အတွက်ကြောင့်အားလုံးကိုပါဝင်ကူညီစေချင်ပါတယ်ရှင်တန်ရှင်သချင်းလေးကိုနားဆင်ပေးပါ YouTube ကနေ stream ပေးပါလို့